ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအရှေ့ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်အနောက်ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်၎င်းစွန်ဆက်ကိုရဲ့အထက်တိုင်းနဲ့ပြင်းနဲ့အသေးသေးမှမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့မိုးစလကအထူးမိုးလေဝသသတင်းထုတ်ပြန်ပါတယ်။ဇွန်လ14ရက်နေ့မြန်မာစံတော်ချိန်၄နိုင်ခွဲအချိန်တိုင်းထွာချက်တွေအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်း အရှေ့ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇွန်လ19ရက်နေ့အထိနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်မိုးကြီးမှာဖြစ်ကြောင်း မြဝကျုံပေါ်မုတ်တမခွေမော်တနင်းသာရီကံယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာရှမ်ဖန်ရံခါမိုးသက်လီပြင်းနဲ့ကြားရောက်ပြီးလှိုင်းကြီးမှဖြစ်ခါမိုးသက်လီပြင်းကြဆင်းရေပြင်းမြေပြင်းလေးဟာတနအီ35မိုင်အထိတိုက်ခတ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်